အားလုံးမင်္ဂလာပါ Domain Knowledge Channel ကကြိုဆိုပါရစေ။ကျွန်တော်ရှင်းရဒီတင်ခဲ့တဲ့ဗီဒီယိုကနေပြီးတော့ Sora Code ကို share သွားပြီးဒါမှမဟုတ်မရသေးဘူးဆိုလို့ရှင်လည်းကျွန်တော် Telegram Channel မှာ Sora Code Invite Code ပေါ့နော်လာတောင်းလို့ရတယ်။ကောင်းမှုကတော့အကောင့်ဖွင့်ပြီးသားရေဆိုလို့ရှင်ကျွန်တော်တို့ Video Generate လုပ်တယ်ပေါ့နော်။ Video ကျွန်တော် Generate လုပ်လိုက်တယ်ဆိုလို့ရှင်ဒီမှာသူ့ရဲ့ Sora ဆိုတဲ့ Logo လေးနဲ့စာသားလေးရဲ့ Logo ပေါ်နေတာတွေ့လိမ့်မယ်။ ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြချင်တာကအဲ့ဒီပေါ်နေတဲ့ logo လေးကိုဘယ်လိုမျိုးဖျောက်လို့ရလဲဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုကိုဝင်ပြီးတော့ကျွန်တော်တို့ဒီ audio download ချလိုက်မယ်။ Okay ကျွန်တော်တို့ဗီဒီယို download ပြီးသားပြီဆိုလို့ရှိရင် browser မှာ magic eraser လို့ရိုက်ချလိုက်ပါ။ Magic Eraser တော့ရိုက်ချိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာပေါ်လာတယ် Magic Eraser Free Object Remover Online ဆိုတဲ့ဟာလေးကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့က Water Map ဖြောင်းမယ်ပေါ့နော်အပေါ်မှာကျွန်တော်တို့အနေနဲ့ဒီမှာ Video 2ခုဆိုတာရှိတယ် Video Water Map Remover နဲ့ Sora Water Map Remover ဆိုပြီးနှစ်ခုရှိတယ် Sora Water Map Remover ကကျွန်တော်တို့ Sora Video Creator ပြီးတက်ထုတ်ထားရဆိုပြီးမဲ့တခါလေးကြာလို့ရှိရင်ကျွန်တော်တို့ရှင်ရင်းလုပ်လိုက်တဲ့ပုံကြီးရဲ့ကိုလိုအပ်တဲ့စာသားတွေပါဖြတ်လိုက်တာဆိုတော့ Recommend ပေးရတယ်ဆိုလို့ရှိရင် Manually ဖြတ်တာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုပြီးတော့အဲ့ဒါဆိုတော့ Video Water Map Remover လေးကိုဝင်လိုက်ကြွေးလိုက်ပေါ့နော် ဒီကိစ္စဆက်လက်စီကျွန်တော်အနေနဲ့ဒီ upload video မှာခုနကကျွန်တော်တို့ထောင်းခဲ့တဲ့ video တွေကို upload တင်ပေးလိုက်မယ်။ Okay upload တင်ပေးတဲ့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီမှာ server ပေါ်နေတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုကျွန်တော်နည်းနည်းလေး selection ပေးလိုက်မယ်။ဟောခက်သေးသေးပဲပြီနော် server ရဲ့ထုံးစံတိုင်းသူကဒီနေရာမှာပေါ်ပြရှင်တော့ဒီနေရာရှိပါဆိုတော့ဒီနေရာမှာလိုက်ပြီးတော့ကျွန်တော်အနေနဲ့ selection ပေးဖို့လိုအပ်တယ်။သူပေါ်တဲ့နေရာတိုင်းကိုလိုက်ပြီးကျွန်တော်တို့ selection ပေးဖို့လိုအပ်တယ်ပေါ့နော်။ selection ပေးပြီးတော့ရေးပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာ remove noun ဆိုတာရှိရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ် okay ဗီဒီယိုလေးရလာပြီပေါ့နော်ကျွန်တော်တစ်ချက် play ကြည့်အောင် you're the one in love with me huh let go of me yeah well if it's you then i do love you man guess that's all why are you gay you are gay okay ကျွန်တော်တို့ဒီမှာ water map ပေါ်တဲ့နေရာလေးဖြောက်ထားတာတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ video ကနေပဲကျွန်တော်တို့ water map ဖြောက်ပြီးပြီဆိုလို့ရှိရင် download button လေးနှိပ်ပြီးတော့ download လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ download ရဲ့ video ကိုပြန်ပြီးတော့ upload တင်လို့ရပြီ okay ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ youtube နဲ့ tiktok နဲ့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင်ကျွန်တော် telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ telegram channel လေးကို try mode pick ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time